အော်ရှိရဲသူကဒီလိုမျိုးရိုးတနေ Facebook online မှာကြော်ညာဒီ post တင်နေဆိုတပ post ကို900ယူတာတို့တနေ့လုံးစာစာချုပ်ချုပ်မယ်ဆို9000လို့1000လို့ယူတာတို့အဲ့အရာတော့အခုဆိုရင် RAM တို့တွေဒီပြင်အဲဒီက skin care တွေညာတော့အဖြစ်တော့ရလို့ကိုယ်နဲ့တော့စာချုပ်တွေချုပ်ထားရရှိရပါဘောနော် ိုမနက်ကအတောင်မှာကျွန်တော်ဒါလေးတစ်ခုပေါ့နော်စဉ်းစားပြီးတော့ဝင်လိုက်တယ်ပေါ့နော်ကျွန်တော်ဆိုစားရတောက်တာတွေကျွန်တော်ခါမဲ့တင်ပေးတယ်နော်အာဘဒူဝဲကိုညီလာတောင်းတောင်းလေးဒါလေးကိုကျွန်မတို့ဒီဟာလေးကိုကျွန်တော်ပို့ချင်ပါတယ်စားပေးတယ်တင်ပေးတယ်ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒါမဲ့လည်းသူတို့လည်းစီးပွားရေးကောင်းချင်လို့ကျွန်တော်လာပေးတာလေခက်ခဲခဲနဲ့ delivery တွေနဲ့ချက်ပြုတ်ပြီးအချိန်တစ်ခုယူပြီးတော့ဟိုသူတို့အိမ်ချက်လက်ရလေးတွေလာပို့ပြီးတော့ကျွန်တော်တင်ပေးတာပေါ့နော်သူတို့ရောင်းရတယ်အဲ့ဒီမှာအဲ့တော့ခြားတော့ အော်လို့ငါတော့လို့အခုငါ့ရဲ့ follower ပေါ့နော်နှစ်သိန်းခွဲနင်းနီးကတ်လာပြီပေါ့နော်အစတော့ဆိုကျွန်တော်6တောင်းမရှိလေဒါပေမဲ့ငါတသက်လုံးတော့ငါပတ်ဆက်နေတော့ယူပြီး post တင်တဲ့အလုပ်လုံးမစားဘူးလို့ဘာလို့ဆိုငါ့ကိုပြိတ္တကဟို ချစ်လို့ငါ့ကိုလာ like လုပ်ကြတာလေ like လုပ်ပြီးတော့သူဟိုချိုးနေဆိုရင် one post တွေဘလောက်တို့ like share လုပ်ရင်ဘလောက်တို့ဟို company တွေဈေးနဲ့သူတို့စီးပွားရှာစားကြတာပေါ့နော်ဒါပရိသတ်ကသူတို့ကအားပေးထားတဲ့ပုံမှာမူတည်ပြီးတော့ follower like တွေများတယ်ဘလောက် million ရှိတယ်ဘလောက် points ရှိတယ်အဲ့ပုံမှာမူတည်ပြီးတချို့ကစီးပွားရေးတကယ်လုပ်စားတာဒါကလည်းဒါအဖြစ်ပြောစရာမလိုဘူးဒါသူတို့လုပ်စားတဲ့စီးပွားရေးပေါ့နော်ကျွန်တော်ကတော့အဓိကကတော့ကျွန်တော် like များတဲ့လို့ပရိသတ်ဟိုတကယ်ပေးခဲ့တာဟာကျွန်တော်ကတစ်ဖက်နေလိုက်နဲ့ကျွန်တော်မချားကိုယ်ပိုင်စီးပွားရေး ဒီရှိတယ်ပေါ့နော်အဲ့ဒီဟာကိုအဓိကကျွန်တော်တို့လုပ်မှာဒီဟာကြီးကိုတင်ပြီးတော့ post တင်တာ one post ကို5သိန်းယူမယ်လို့10သိန်းယူမယ်လို့ပြန်မှာဟိုအဲ့လိုမျိုးလေးကျွန်တော်လုပ်စားဖို့အစီအစဉ်မရှိဘူးအခုဈေးကွက်ထဲမှာပေါက်တာဆိုရင်မင်းသမီးတစ်ယောက်ကသူတို့ Facebook မှာပေါ့နော်ပစ္စည်းလေးတွေကြိုက်ပြီးအလှပုံလေးရိုက်ပြီးတင်လိုက်တယ်ဆို one post ကို30 30 40 50တချို့တွေဆိုဒေါ်လာ9000တောင်းနေလို့ရှိတယ်ဒေါ်လာ9000ဆိုပမာငွေ360ရောက်80လောက်ရှိတယ်အဲ့လောက်ထိတောင်ပေါက်ကြတယ်ဘာလို့ဆို marketing ရဲ့ trends ကပြောင်းသွားပြီသူတို့ကသူတို့ company ရဲ့ facebook ကနေပြီးဒီပစ္စည်းကိုင်တင်လို့ရှိရင် အော်ရှိရဲသူကဒီလိုမျိုးရိုးတနဲ့ Facebook online မှာကြော်ညာဒီ post တင်နေဆိုတပ post ကို900ယူတာတို့တနေ့လုံးစာစာချုပ်ချုပ်မယ်ဆို9000လို့1000လို့ယူတာအဲ့အရာကတော့အခုဆိုရင် RAM တို့တွေဒီပြင်အဲဒီက skin care တွေညာတော့အဖြစ်တော့ရလို့ကိုယ်နဲ့တော့စာချုပ်တွေချုပ်ထားရရှိရပါဘောเนาะလောက်ပါတယ်ဘာလို့ဆိုတော့အဓိကတော့ပေါ်ပေါ်လောလောလေးလည်းမဖြစ်သွားခြင်းဘူးကိုလည်းလောက်ရအဲ့လိုတွေသူတို့ကောင်းကောင်းမွန်လေးလည်းလုပ်ပေးခြင်းနဲ့အဲပြောကိုတန်တန်ချင်းလည်းယူခြင်းနဲ့ငံကမှလည်းရှိတယ်ဘင်းသမီးတချို့တွေတမချို့ ဓာတ်ပုံဆရာတချို့ဗီဒီယိုဂရာဖာတွေတချို့ဟိုဘာတွေမှမသိဘူးသူတို့ကုမ္ပဏီမှာနိုင်ငံခြားသားလည်းမရှိဘူးနိုင်ငံခြားသားမန်နေဂျမန့်လည်းမရှိဘူးဒေါ်လာနဲ့တောင်းနေဒေါ်လာနဲ့တောင်းနေဆိုရင်နင်တို့ကဒေါ်လာနဲ့အစိုးရကိုခွန်ဆောင်နေတာလားတမ်းပေါ်မင်းကမိုးလေးရင်နင့်အမေကိုဈေးထည့်ပေးလိုက်တဲ့ခါမှာဒေါ်လာနဲ့ထည့်ပြီးနင့်အမေကကျုပ်သွားဝယ်ဒေါ်လာနဲ့ဝယ်နေရလားအိမ်ကရေဘိုးဒေါ်လာနဲ့ပေးနေတာလားခမပြေမနေကြတာပဲဗျာပမာငွေဒေါ်လာ1500ဆိုရင်ကျွန်တော်30ယူတယ်30 23ယူတယ် ကြားကောင်းလို့ရတယ်သူတို့ကဒေါ်လာစားတွေသူတို့ကိုသူတို့ high class တွေသူတို့ကိုသူတို့ဒေါ်လာနဲ့ဝင်ပါတယ်လို့ပြောတဲ့ဟာတွေသူတို့ကိုယ်တိုင်ကရောနိုင်ငံတော်အစိုးရကိုဒေါ်လာနဲ့အခွန်ဆောင်ပါတလားဒီနေရာကနေကျွန်တော်မေးလိုက်မယ်ဖြေပါဒေါ်လာနဲ့တောင်းနေကြတဲ့လူတိုင်းအမှန်တိုင်းပြောရရင်နော်ဒေါ်လာနဲ့သွားတောင်းနေတဲ့အတွက်ကြောင့်ဒါနိုင်ငံတော်အစိုးရကသူတို့တိတိကျကျမစီစစ်လို့ဒေါ်လာနဲ့ယူထားတယ်လို့တတ်သိပြရလို့ရှင်သူတို့အခြေချပြဿနာတက်နိုင်တယ်။ဒါဆို foreign investment company လည်းမဟုတ်ဘူး foreign management company လည်းမဟုတ်ဘူးနိုင်ငံသားကတော့နိုင်ငံသားနဲ့လာပြီး manage လုပ်တဲ့လူတွေမဟုတ်လို့သာသူတို့တောင်းတောင်းကြမှာလေဒါသူတို့တောင်းအဲ့တော့ကျွန်တော်ကအဲ့လိုတခုဆိုလဲကျွန်တော်လာပြောရလေဒေါ်လာနဲ့မပြောနဲ့ငါတို့လည်းဗမာငွေနဲ့တောင်းနေလို့ဗမာငွေနဲ့ပဲရှင်းပေးပါဗမာငွေနဲ့ပဲပြောအဲ့လိုပဲဟိုအဲ့ဒီကိစ္စရယ်မြန်မာနိုင်ငံမှာလေဒါအခုရှုပ်မှနောင်ရှင်းတယ်လို့ပြောအဲ့တော့ကျွန်တော်လည်းအဲ့ဒီကအမြင်ကက်ကက်နဲ့ light တင်ပြီးကောင်းကောင်းဆော့ထည့်ပေးတာ